ထိုင်းဝန်ကြီးချုပ်ပေတုံနာအစိုးရဖွဲ့ပေါ်ဖားခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းတဆင်ကထိန်းချုပ်ထားခြင်းမရှိကြောင်းမေလ31ရက်နေ့ကအတည်ပြုပြောကြားခဲ့တယ်လို့ The Nation မှဖော်ပြခဲ့ပါတယ်။အစိုးရဖွဲ့ပြင်စင်ဖွဲ့စည်းပွဲရှိတဲ့ထင်ကြီးပြမှုတွေနဲ့ပတ်သက်ပြီးတဆင်ကပြည်ထောင်ဝန်ကြီးဌာနကိုဖြူထိုင်းပါတီရဲ့လက်အောက်မှာဆက်လက်ထားရှိတင်ကြောင်းအကြံပြုခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တဲ့နောက်ပေတုံနာအစိုးရဖွဲ့ပြင်စင်ဖွဲ့စည်းကိစ္စဟာ၎င်းပေါ်ရင်သာမူတည်ကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ကောလာဟာလာရည်နဲ့ပတ်သက်ပြီးဝင်ကြီးများကိုစိတ်ကတိကအောင်မပြစ်စေလိုကြောင်းနဲ့အားငယ်စိတ်မဝင်စေလိုကြောင်းပီတုံတန်းပြောကြားခဲ့ပါတယ်။ရွန်ခဲ့တဲ့နှစ်နဲ့အတွင်းပြည်ထောင်ဝင်ကြီးဌာနရဲ့ဆွမ်းဆောင်ရေးဟာအရေးချင်းပြည်မီခဲ့ခြင်းရှိမရှိမေးမြန်းခံရချိန်မှာပီတုံတန်းဟာတဆင်ရဲ့မှတ်ချက်စကားများက၎င်းရဲ့ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်ပြီးမိမိအနေနဲ့အဲ့ဒီကိစ္စကိုလေးလာသုံးသပ်ရခြင်းမရှိသေးကြောင်းဖြေကြားခဲ့ပါတယ်။ ပြည်ထောင်ဝင်ကြီးအနူတင်ချန်ဗီယာကူရဲ့စမ်းဆောင်ရေးနဲ့ပတ်သက်ပြီးအနူတင်ကအမြဲတမ်းတက်ကြွမှုရှိပြီးနားလည်ရလွယ်ကူသူဖြစ်ကြောင်းဝင်ကြီးဌာနတိုင်းကလုံနိုင်တဲ့အရာတွေနဲ့မလုံနိုင်တဲ့အရာတွေဆိုပြီးကန့်သက်ချက်တွေရှိကြောင်းပေတုံတန်းကပြောကြားခဲ့ပါတယ်။အနာဂတ်မှာဝင်ကြီးဌာနတွေကိုပြန်လည်ဖွဲ့စည်းနိုင်ရည်ရှိမရှိမေးမြန်းခံရချိန်မှာပေတုံတန်ကအရာအလုံးဟာပုံတည်မရှိကြောင်းအစိုးရအဖွဲ့ဟာစတင်ဖွဲ့စည်းချိန်ရပုံစံအတိုင်းအင်အားခိုင်မာနေစေဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။အတုံးစီဥပဒေမူကြမ်းကိုထောက်ခံမဲ့ပေးခဲ့ကြသူအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပေတုံတန်ကပြောကြားခဲ့ပါတယ်။ အစိုးရရဲ့အသုံးစိတ်မူကြမ်းကိုလွှတ်တော်မှမဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ322မဲကန့်ကွက်မဲ158မဲနဲ့ပယ်မဲ2မဲရှိခဲ့တဲ့အတွက်အဲ့ဒီမူကြမ်းကိုအောင်မြင်စွာအတည်ပြုနိုင်ခဲ့ပါတယ်။အစိုးရရဲ့ Digital ထောက်ပံ့ငွေအစီအစဉ်နဲ့ပတ်သက်ပြီးဘူဂျက်တိုင်းပါတီရဲ့ယက်တီချက်ကအစိုးရအဖွဲ့နဲ့ကွဲလွဲမှုရှိမရှိမေးမြန်းခံရချိန်မှာလဲပေတုံနန်ကဘူဂျက်တိုင်းပါတီကအစိုးရရဲ့ Digital ထောက်ပံ့ငွေအစီအစဉ်ကိုအလုံးစုံကန့်ကွက်ခဲ့ခြင်းမရှိကြောင်းထောက်ပံ့ငွေပမာဏကိုတိုးမြှင့်ပေးရန်တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။